ဘဝမှာလေတကယ်ကိုမိုက်တဲ့ကိုယ်ဘဝကြီးတစ်ခုလုံးလောတောင်းမြန်လမ်းဖြစ်နိုင်လောက်တဲ့စိတ်ကူးမျိုးတွေရုတ်ထရက်ခေါင်းထဲကိုဖြတ်ခနေဝင်လာဘူးလားအဲ့လိုစိတ်ကူးမျိုးရပြီဆိုတာနဲ့ယင်ထဲမှာကိုမထားနိုင်တော့ဘူးလေဘသူကိုပြောပြမလဲဘလို့ကြွားရမလဲဆိုပြီးလူတိုင်းကိုလိုက်ပြောချင်စိတ်တွေတားမရစီးမရပေါက်ကွဲထွက်လာတာမျိုးပေါ့ဟေးမမဘလို့အကြံကောင်းရထားတယ်မပါတီလို့တော့မယ်ဆိုပြီးတော့လေဒါပေမဲ့လေအဲ့ဒီလိုကိုအစီအစဉ်တွေကိုကြိုပြောလိုက်တာကအမေရန်ကောင်းတဲ့အရာတခုဟုတ်ရဲ့လား ကဲဒီနေ့မှာတော့အဲဒီအကြောင်းကိုပဲပြောကြအောင်တိတ်ဆိတ်ချင်းရဲ့စွမ်းအားတဲ့ဆိုလိုတာကကိုယ့်ရဲ့အစီအစဉ်တွေကိုဘယ်အချိန်နဲ့မှလုံးဝမဖြိုးပြသင့်ဘူးလဲဆိုတဲ့အကြောင်းကိုပေါ့ဒါကိုစိတ်ဝင်စားစရာဇလန်းလေးတစ်ခုနဲ့ရှင်းပြသွားပါမယ်ကဲဇလန်းလေးကိုစားလိုက်ကြအောင်ဗျဇလန်းကဒီလိုရွာငယ်လေးတယောက်ပါပေါ့အိမ်မက်တီအကြီးကြီးနဲ့မျော်လင့်ချက်တွေတောက်ပနေတဲ့ယာဖီဆိုတဲ့လူငယ်လေးတယောက်ရှိတယ်ယာဖီမှာသူ့ဘဝကိုတစ်စချိုးပြောင်းလဲပစ်နိုင်မယ်လို့သူယုံကြည်ထားတဲ့အစီအစဉ်တစ်ခုရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ ကိုယ်တိုင်ဟင်းသင်းဟင်းရွက်လေးလေးဆိုင်မယ်ပြီးရင်မျိုးစည်းမှသွားရအောင်မယ်အဲ့လိုစီးပွားရေးလေးတစ်ခုလုပ်ဖို့ပေါ့ကြည့်လိုက်ရင်တော့ရိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့သူ့အတွက်တော့အလားအလားအများကြီးရှိပဲအဲ့မဲ့တစ်ခုပေါ့ဗျာဒါပေမဲ့အဲ့ဒီစိတ်လှရှားမှုတွေနဲ့အတူသူလုပလိုက်တဲ့အမားတကူကသူ့အစီအစဉ်ကိုလူတိုင်းကိုစောစောစီစီလိုက်ပြောပြမိတာပဲအဲ့ဒီမှာပဲဗျာမျောလင်းမထားတဲ့ပြဿနာတွေစားတော့တာပဲဇလိုင်းရဲ့အထီးကအခက်ခဲကဒီနေစားတာပါ သူပဝင်းချင်းကလူဒီစီကနေလေအားပေးတဲ့စကားအစားတန်တရားတွေအပြတ်တဘိုးဆောင်တဲ့စကားတွေပဲကြားလာရတော့တယ်။ဥပမာဟေကောင်မင်းမပိတ်ချမှာမရှိတာကွာတို့ဒါအရန်ခက်ခဲတယ်ကွာမင်းရှုံးမှသေးချတယ်တို့တခြားသူတွေလိုပဲတမတ်လူတစ်ခုရှာလုလိုက်ဆမ်းပါဆိုတဲ့ဝေဖန်းကန်တွေကသူနာထဲမှာပလူပြန်လာပါလေရောအဲ့ဒီစကားတွေရဲ့ရိုက်ခတ်မှုကပြင်းလွန်းတယ်ဗျာရှာဖီသူ့ကိုသူတော်သူတန်တရားတွေဝင်လာရောငါတကယ်လုံးနိုင်ပါမလားဆိုပြီးတော့လေ နောက်ဆုံးမှဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့အိမ်မကြီးကိုလုံးဝလက်လျှော့လိုက်တယ်။အဲဒီကြောင့်ကရှိခဲ့တဲ့စိတ်ရထတမ်းမှုတွေအကုန်လုံးလေထဲမှာပဲပျောက်ကွယ်သွားခဲ့ရတယ်။အဲလိုမျိုးအရာရာကိုလက်လွတ်ပြီးစိတ်တကြနေတဲ့အချိန်မှာပဲသူ့ဘဝကအလှည့်ပြောင်းတကုဖြစ်လာတယ်။သူ့ငယ်ချင်း Karen ရောက်ချလာတာပဲ။အဲဒီမှာ Karen နဲ့တွေ့ဆုံမှုက Rafi ကတက်တက်မမေ့နိုင်ပဲသင်ခန်းစာတစ်ခုကိုဖေးသွားခဲ့တယ်။ Yafi ဆိုတာအန်အော်လွန်လို့ပါဆက်အဟောင်းထားပြီးဖြစ်သွားတယ်။ ဘလို့လဲဆိုတော့ current ကဘာတမ်းမှမကြားလိုက်ရပဲနဲ့ကိုယ်ပိုင်ဆိုင်လေးဒီဇိုင်းကိုအောင်းအောင်းမြင်မြင်ဖွင့်ထားနိုင်မယ်လို့ပဲစဉ်းစားကြည့်လေတယောက်ကအိမ်မက်တွေကြောင်လိုက်ပြောရင်ရက်တန်းထွားချင်းမှာနောက်တယောက်ကတိတ်တိတ်လေးအလုံးလုံးပြီးအောင်းမြင်နေပြီတကယ်ကိုကောင်းငင်နဲ့မြည်ကြီးလို့ကွာနေလားပေါ့အဲ့ဒီမှာဂျင်ဂရမ်ကယာဖီကိုပြောလိုက်တဲ့စကားကဒီဇယ်လန်တစ်ခုလုံးရဲ့အသက်ပဲဗျာသူကဘာပြောလဲဆိုတော့ မိတ်ဆွေကို့အစီအစဉ်ရဲ့အကြောင်းတိတ်များများရှောက်ပြောတဲ့အခါကို့မှရှိတဲ့လုံလိုင်းစွားနေစွိုင်းအင်တွေကရွက်ကျသွားတတ်တယ်။လူတွေရဲ့စကားလုံးတွေကမင်းကအလုံးမစခင်မတော်ရက်တန်းသွားအောင်ယုံနိုင်စွမ်းရှိတယ်မသားစီရပဲနော်။ကဲဒီမှာကြည့်လိုက်ရင်ခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်ရပါပြီ။ဒီဖက်မှာယာဖီရဲ့ပထမအကျဉ်းကျူးစားမှုသူကအစီအစဉ်တွေကိုလူသိရှင်ကြားပြောပြတယ်။အဲ့တော့ဘာဖြစ်လဲ။တန်တရားတွေအနောက်ရှက်တွေနဲ့ရင်ဆိုင်ရပြီ။နောက်ဆုံးတော့အိုင်းတွေကအလုပ်တွေရပ်သွားရော။ ဟိုဘက်မှာ green ရဲ့နီလန်းကိုကြည့်သူကတိတ်တိတ်လေးပဲအလုပ်လုပ်တယ်အာယုံစိုက်မှုကိုထိန်းထားနိုင်တယ်ရလက်ကတော့အောင်မြင်မှုပဲဒီနိုင်ရှင်ချက်ကတကယ်ပဲအများကြီးစဉ်းစားစရာတွေပေးပါတယ်ကာရင်ရဲ့စကောင်းတွေကယာဖီကိုမက်ဆီပွင့်သွားစေတာသူတင်ခိုင်းစာကောင်းကောင်းရသွားပြီဒါနဲ့နောက်တစ်ခါထက်ချိုစမယ်လို့စိတ်ပိုင်းဖြတ်လိုက်တယ်ဒါပေမဲ့ဒီတစ်ခေါက်တော့လုံးဝကိုနီလန်းပြောင်းလိုက်ပြီသူတုံးပါကတိတ်ဆိတ်စွာလုံးဆောင်ခြင်းရဲ့စွာအားမယ်အဲ့တော့သူဘာလုပ်လဲဘယ်သူကမှစကားတစ်ခုမှမပြောရဘူး နေတိုင်းမနဲ့အစိုးရှိထားတဲ့သူ့ရဲ့ဥယျံချန်လေးထံမှာစီကံရှိရှိနဲ့အလုပ်လုပ်တယ်။ပိုက်ဆံလေးတွေစု မျိုးစေ့လေးတွေဝဲအမားလုံးမိရင်လည်းအဲ့ဒီအမားတွေကနေပဲသင်ကန်းစာပြန်ယူတယ်။ဒါဟာတိတ်ဆိတ်တယ်စနစ်ကျတယ်ပြီးတော့အောင်မြင်ဖို့ဖွဲ့ပဲဥတည်နေတဲ့ကျူးစားမှုမျိုးပေါ့။လမ်းနှငယ်ပဲကြာသွားတယ်။ဒီနေ့မှာတော့သူ့ရဲ့ဥယျံလေးကစိမ့်စိမ့်ဆိုဆိုလက်လက်ဆက်ဆက်ဟင်းဒီဟင်းရတင်းနဲ့ပြေရှံနေတော့အဲ့ဓာတွေကိုဈေးမှာသွားရောင်းလိုက်တာအကုန်ပြောင်းလေ။ သူရဲ့ဘာသာမှမထပ်ပဲစူးစားခဲ့မှုကလူတိုင်းကိုအံ့ဩမြင်တတ်သွားစေတဲ့ရာလတ်မျိုးကိုဆောင်ကျင်းပေးခဲ့တာပေါ့အဲ့မှာယွာကလူတွေကအင်ဟောတီကြီးနဲ့မိကြတာပေါ့မင်းသားတွေဘယ်တော့မှလုံနေရလဲလို့ယာဖီကပြုံးပြီးတော့တိုတိုနဲ့လူကြီးမဲ့ပြန်ပြောလိုက်တယ်ခင်ဗျားတို့တွေစကားတွေပြောနေတဲ့အချိန်မှာကျွန်တော်ကအလုပ်လုပ်နေခဲ့တာတယ်အာ တကယ်ကိုထိမိတယ်အဖြေပဲဗျာဟုတ်ပြီယာဖီရဲ့ဇက်လန်းနာနဲ့ကျွန်တော်ရားလိုက်တဲ့အဓိက သင်ခန်းစာကဘာဖြစ်မလဲအောင်မြင်မှုကပဲစူးညံပါစေ ဆိုတဲ့စကားရဲ့တကယ်အသေးပဲကိုကျွန်တော်တို့ဘလို့နားလဲကြမလဲဒီအချက်တွေကဇလန်တစ်ခုလုံးကိုပြန်နှစ်ချုပ်လိုက်တာပါပဲနံပါတ်1တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲလောက်ကိုစ조사လုပ်ပါနံပါတ်2ကိုယ့်ရဲ့အောင်မြင်မှုကပဲအတန်းချဲ့ချဲ့ထွက်ပါစေဘာလို့လဲဆိုတော့တိတ်ဆိတ်ခြင်းကကိုယ့်ရဲ့အိမ်မက်တွေကိုပတ်ဝန်းကျင်ကတန်တရားတွေအပြည့်စကားတွေကနေအကောင်းဆုံးကာကွယ်ပေးထားလို့ပဲအရေးကြီးဆုံးကတော့ကိုယ့်ရဲ့လောရက်ကထွက်ပေါ်လာတဲ့ရလက်တွေကကိုပြောတဲ့စကားလုံးတွေထက်အဆက်တရာမကဘူးပြီးကျေလောင်ပါစေကဲဒီတော့နောက်ဆုံးအနေနဲ့ကိုကိုကိုပြန်မေးကြည့်ရမယ်မေးခွန်းလေးကိုရှိပါတယ် အခုချိန်မှာ date date စိတ်စိတ်နဲ့ account ထဲပေါ်ရင် ကားကွယ်ဆောင်းလျှောက်ထားတဲ့ကိုပိုင် image ဆိုတာကောဘာများဖြစ်မလဲ